ီးခဲ့တဲ့ပိုင်းမှာတော့ဒီယာနယ်က VFM Brazilia နဲ့တိုက်ခိုက်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။ Meliodas ကိုတော့ Glogius အမိန့်နဲ့ဒေါက်တာဒါနာကစိတ်ခတ်ခဲ့က Elizabeth ကိုပြန်ခေါ်သွားဖို့အတွက်လုပ်နေခဲ့ပါတယ်။ Basti မြေအောင်ကျင်းတော့မှာဗန်ကန်ထားရတဲ့ဘန်ကလည်းသူကောင်းဆောင်ရောက်နေတယ်ဆိုတဲ့သတင်းကြောင့်ထောင်ထဲကနေထွက်လာခဲ့ပါတယ်။ Elizabeth ကိုပြန်ခေါ်သွားဖို့လုပ်နေလို့ကာဝယ်ပေးဖို့လုပ်နေတဲ့ဟောကတော့အပြင်းခံလိုက်ရပါတယ်။အဲ့ဒီနောက် Meliodas ကိုတက်ပစ်ဖို့ Glogius ကဆောင်ကိုဖယ်လိုက်က Meliodas ခြင်ထားတဲ့ဓာတ်ကိုယူဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဓာတ်ကိုတော့ Meliodas ကကောင်းကောင်းဆုံး ဆိုင်ထားပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကမယ်လီယိုဒက်စ်ရဲ့ဓာတ်ကိုဘန်ကတောင်းကြည့်ခဲ့ဘူးတယ်။ဒူးစရိုက်ခုနှစ်ပါးရဲ့ခေါင်းဆောင်ကဒီပိုင်းစာလေးကိုဘာလို့သွားလိုက်ရယူသွားတာလဲဆိုတာကိုသူသိချင်တယ်လို့ပြောပါတယ်။တူဒေါ်သားမတော်ခင်ဓာတ်ကိုလွတ်လိုက်ဖို့မယ်လီယိုဒက်စ်ကပြောလိုက်ကဒီလောက်နှစ်တွေကြာကြီးတူတူရှိခဲ့တာတောင်ဒီလိုမျိုးဒေါ်သားထွက်တာကမှမမြင်ဘူးဘူးလို့ဘန်ကပြောလိုက်ပါတယ်။အဲ့ဒီရဲ့ပိုင်းစာလေးကြောင့်မယ်လီယိုဒက်စ်ကဘန်ကလေပင်ကတန်ရာရအောင်လို့ခုတ်ပစ်လိုက်တာဖြစ်ပါတယ်။အခုချိန်မှာတော့မယ်လီယိုဒက်စ်လက်ကဓာတ်ကိုလူယူနေလို့မလုပ်ဖို့အတွက်အလီစ်ဘက်ကတားနေပါတယ်။ဓာတ်ကိုရနေလို့ ပျော်နေတုန်းရှိတယ်။မယ်လီယိုဒက်စ်ကချက်ချင်းထလာက ကောက်ကင်ထားလိုက်ပါတယ်။ဒီသားကသူ့ရဲ့ဒူးစီရိုင်းမှုတွေကိုပြန်ပြင်ဆင်နိုင်တဲ့တကူတဲသောအရာဖြစ်လို့တည်ရင်တော့မှလက်မလွတ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။မင်းသမီးနဲ့ဒီသားကိုရအောင်ယူသွားမှာပဲလို့ဂလိုဂျီယက်ကပြောလိုက်တဲ့နောက်မှာတော့မယ်လီယိုဒက်စ်ရဲ့ကောင်းမမတားတကူပေါ်လာခဲ့ပါတယ်။အဲ့ဒါကိုမြင်တော့ဂလိုဂျီယက်လည်းချက်ချင်းကိုတွေ့ပြသွားခဲ့ပါတယ်။ဒါကပဲနေရာလဲလို့မယ်လီယိုဒက်စ်ကမိလိုက်တော့ဒဲမာရီမျိုးဘတ်စတီမြောက်ချန်နဲ့နီးတယ်လို့အဲလီဘတ်ကပြောပြလိုက်ပါတယ်။ခုနကလူကနင်သားနဲ့အဲလီဘတ်နာကိုလိုက်နေတဲ့ပုံပဲလို့ဟောကလည်းပြောလိုက် က်တယ်။ထွက်ပြေးသွားတဲ့ဂျင်မုတ်ဆရာဝန်နောက်ကိုဟောကားလိုက်မယ်လို့နေလို့မယ်လီယိုဒက်စ်ကဒဏ်ရာတွေမကောင်းတီလို့နေပါအောင်လို့အလစ်ဘတ်ကတားလိုက်ပါရယ်။အနာကျသွားတဲ့ပုံပဲလို့ပြောကမယ်လီယိုဒက်စ်ကဗတ်ဒီတွေကိုဖြည့်ပြလိုက်တယ်။ဒီနေ့မင်းစိတ်ပူနေတယ်လို့ပဲတော့လို့ပြောလိုက်တော့အလစ်ဘတ်ကလည်းရှာသွားပါရယ်။အဲ့ဒီနောက်မှာတော့ထွက်ပြေးသွားတဲ့ Glorious နောက်ကိုလိုက်ခဲ့ကမင်းကိုဘသူကလွတ်လိုက်တာလဲလို့မေးလိုက်ပါရယ်။ဒေါက်တာဒါနာကလည်းရောက်လာခဲ့ပြီးညွန်ကြားထားတဲ့အတိုင်းကိုလုပ်ခဲ့ပြီးပြီဖြစ်လို့ဂတိပေးထားတဲ့အတိုင်းတူတမီကိုပြန်ပေးဖို့အတွက်တောင်းနေခဲ့ပါရယ်။ Glorious ကပြောက်သွားခဲ့ပြီးတော့ Elizabeth ကိုတူနာမှာကနေဖို့ အတွက်မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်ပျောက်သွားပြီးတဲ့နောက်ဒေါက်တာဒါနာနောက်မှာပေါ်လာခဲ့ကမယ်လီယိုဒက်စ်ကချက်ချင်းပြေးဖို့ပြောလိုက်ပေမဲ့ဒါသွားတစ်ချောင်းကဆရာဝန်ကိုယ်တည်းကိုစိုက်ဝင်သွားခဲ့ပါတယ်မယ်လီယိုဒက်စ်ကအန်နီရဲ့များတာမှုဒီကနေအမြန်ဆုံးထွက်သွားဖို့ပြောနေခဲ့ပေမဲ့အဲလီစ်ဘက်ကတော့ဒေါက်တာဒါနာကိုဒီတိုင်းမထားခဲ့နိုင်ဘူးဆိုကပြေးသွားခဲ့ပါတယ်လိုဒီယက်စ်ကချက်ချင်းပြန်ပေါ်လာခဲ့ကဒါနဲ့ခုတ်ဖို့လုပ်တဲ့အခါမှာတော့မယ်လီယိုဒက်စ်ကဝင်ကပြေးလိုက်ရပြန်ပါတယ်အဲဒီလိုနဲ့ထပ်ပြောက်သွားပြန်တော့ဒီကောင်ဟာတယ်လီပိုတေးရှင်းပေါ်များတုံးနေတာလားလို့ဟော်လီကပြောလိုက်တယ်ဂလိုဂျီယက်စ်ကလည်းဝက်ကလေး ေးကတော်လိုက်တာလို့ကြီးမွန်ခဲ့ပြီးသူ့အစွမ်းကတယ်လီပေါ်တေးရှင်းမော်စွမ်းဖြစ်တယ်လို့ပြောခဲ့ပါရယ်ပြန်ပေါ်လာလိုက်တိုက်ခိုက်လိုက်လုံနေခဲ့တဲ့အချိန်မှာတော့မယ်လီယိုဒက်စ်ကလည်းအလီဇဘက်လက်ကိုဆွဲကာဒီနာကနေထွက်ပြေးဖို့အတွက်လုပ်ရပါတော့တယ်အစာဦးပြတ်တခုစီကိုဝင်ပုံတော့ဟောကပါလို့ဒီမိယာမှာပုံနာလဲလို့စော်ဒကတက်နေခဲ့တာကြောင့်မင်းကမျိုးနေပြည်သူတွေကိုထိခိုက်စေချင်တာလားလို့မယ်လီယိုဒက်စ်ကမေးလိုက်ပါရယ်ဆွေးနေတဲ့ဂျမ်းမြင့်ကိုတေချာကြည့်လိုက်ကာသူမသွားခင်ဒီမှာစောင်းနေကြရအောင်လို့ပြောလိုက်ပါရယ်ဂလိုဂျီယက်စ်ကမယ်လီယိုဒက်စ်ရဲ့နောက်မှာပေါ်လာတဲ့အချိန်မှာတော့ချမ်းချွန်ကြကာအောက် ကိုပြောကြားသွားခဲ့ပါတယ်။မယ်လီယိုဒက်စ်ကလည်းအောက်ကိုကုန်စင်သွားခဲ့ကမင်းစွမ်းအားကကိုပြောက်တာမလားလို့မေးလိုက်ပါတယ်။မင်းကပျောက်သွားပြီးရင်ပြန်ပေါ်လာဖို့ဘာလို့ချိန်ကြတာလဲဆိုတာကိုငါစဉ်းစားနေခဲ့တာ။မင်းကတယ်လီပေါ့လောက်တာမဟုတ်ပဲလမ်းလျှောက်ပြီးနူညီတဲ့ချိန်နဲ့ရွေးရှားနေတာပဲလို့ပြောလိုက်ပါတယ်။ဒီရောက်မှဆိုရင်တော့အဲလီစ်ဘတ်ကိုစိတ်ပူစရာမလိုတော့ပဲငါမင်းကိုချနိုင်ပြီပေါ့လို့ပြောလိုက်ပါတယ်။သူတို့နောက်လိုက်ဖို့ဘသူကခိုင်းတာလဲလို့မေးတဲ့အချိန်အဲလီစ်ဘတ်ကရောက်လာတာကြောင့်ထပ်ပြီးတော့ထပ်ပြေးသွားပြန်ပါတယ်။ အဲလစ်ဘတ်ကဒေါက်တာဒါနာကိုစိတ်ပူလို့ပြန်ပြေးသွားတာကြောင့်မယ်လီယိုဒက်စ်လင်နောက်ကနေလိုက်ခဲ့ရပါတယ်။သူတမီးလေးစင်တာကိုကာကွယ်ပေးချင်တာကြောင့်အခုလိုမျိုးလုပ်ခဲ့တာလို့ပြောကာမယ်လီယိုဒက်စ်ကိုတောင်းပန်ခဲ့ပါတယ်။ဒေါက်တာဒါနာတိတ်ဆုံးသွားရတာကသူမရဲ့အပြစ်ကြောင့်ပဲလို့ပြောနေခဲ့ကာအဲလစ်ဘတ်ကငုံနေပါတယ်။မယ်လီယိုဒက်စ်ကသူမနဲ့မတွေ့ခဲ့ရင်တန်ရာကြီးရဲ့ရခဲ့မှာမဟုတ်ကြောင်းဒေါက်တာဒါနာကလည်းတန်ရာရမှာမဟုတ်ကြောင်းကိုကိုကိုပြစ်တဲ့တင်နေပါတယ်။တိုင်းပြည်ကိုကယ်တင်ဖို့အတွက်မျက်ရည်ကျယုံနဲ့မရကြောင်းတူလဲတူတူဒါစီမေးမှဖြစ်တာကြောင့်မင်းတည်သွားရင်တောင်မှအဲ့ဒီကတိကိုပြည့်စည်ပေးတော့မယ်လို့ မယ်လီယိုဒက်စ်ကပြောလိုက်ပါရယ်အဲ့ဒီလိုပြောပြီးတဲ့နောက်အတိတ်ကာလတခုမှာဇပင်နီယောင်နဲ့ကောင်မလေးတည်ဆုံသွားတာကြောင့်ဘတ်ပြီးငိုယိုနေတဲ့အချိန်ကိုမယ်လီယိုဒက်တယောက်ဟာတွေးနေမိခဲ့ပါရယ်အဲ့ဒီနောက်တော့ဘတ်ဒီမီယောင်ခန်းစီကိုတွားခဲ့ကြကဒေါက်တာဒါနာရဲ့တမီးဆန်တာကိုကယ်ရအောင်လို့ပြောလိုက်ပါရယ်ဘန်ကိုကဘလို့လုံမလဲလို့မေးလိုက်တော့ငါတို့ရောက်နေတာဒါသိရင်သူ့ဘာသာတော့လာလိမ့်မယ်လို့ပြောလိုက်ပါရယ်အဲ့ဒီအချိန်ဒီယာနယ်ကသူတို့ရဲ့ကိုရောက်လာခဲ့ကသူမရဲ့ပုံစံကအတိတ်မေ့တလူမျိုးဖြစ်နေပါရယ် နင်ပိုးကောင်တွေကိုချိန်မုံပြီးပန်းကိုတွားခဲ့တာမဟုတ်ဘူးလားလို့ဟောကမေးလိုက်တော့သူမကဘာမှမသိတယ်လို့ပုံစံမျိုးဖြစ်နေပါရဲ့။ငါနဲ့နဲ့စိတ်လွတ်သွားတဲ့တင်တယ်လို့ပြောလိုက်ပြီးတဲ့နောက်မှာတော့ချူတန်တစ်ခုကိုကြားလိုက်ရကသူရှိမှဝီရဲ့ fan ရဲ့ room ကပေါ်လာပြီးသူဟာသူစီရဲ့ခုနှစ်ပါးကိုချိန်မုံဖို့လာခဲ့တာဖြစ်ကြောင်းပြောနေပါရဲ့။တကယ်တော့အဲ့ဒါဟာတင်အောင်တင်မှဖြစ်နေတာသာဖြစ်ပြီးမယ်လီယိုဒက်စ်ကိုမြင်မြင်စစ်တီဆိုပြီးစတင်တိုက်ခိုက်ပါတော့တယ်။ဒီအာနယ်ရဲ့မျက်လုံးတွေကိုတတိထားမိသွားခဲ့ကအခုချိန်မှာထပ်ပြေးတာကအကောင်းဆုံးပဲလို့အဆုံးပြလိုက်ပါရဲ။လမ်းမှာတော့ခကြီးသွားသားပါနှစ်ယောက်နဲ့တွေ့ခဲ့က ာမယ်လီယိုဒက်စ်ကကယ်ပေးလိုက်ပါရယ်ခေါင်းလောင်းလေးကိုကင်ထားတဲ့ကလေးလေးကိုအဲလီဇဘက်နဲ့ထားခဲ့လိုက်ပြီးဒီယာနဲကိုတားဖို့အတွက်ထွက်သွားလိုက်ပါရယ်အဲ့ဒီနောက်မှာတော့မယ်လီယိုဒက်စ်တယောက်လည်းစိတ်ညှို့ခံလိုက်ရကဒီယာနဲနဲ့မယ်လီယိုဒက်စ်တို့နှစ်ယောက်အချင်းချင်းတိုက်ခိုက်ကြပါတော့တယ်မြင်းမြတ်စစ်တီရုံကိုမမြင်ခင်မှာအတန်တတန်ကိုရင်ဆုံးကြရတတ်ပါရယ်မြေယောက်ချင်းကန်းထဲမှာတော့ဂျယ်ရီဂျိုတယောက်ဟာကိုတုံးလုံးဖြစ်နေခဲ့ပြီးမြေခွေးတူးစီရိုက်ပံကိုရှာဖို့အတွက်အော်ပြောနေပါရယ်ဘန်ကသူမကိုကိုတုံးလုံးချုပ်ပစ်ခဲ့တာဖြစ်ပါရယ်ဘန်ကိုတားဆီးဖို့တော့မြင်းမြတ်စစ်တီဂျက်ကရောက်လာပါရယ်မင်းကို ခုမလိုအပ်တော့ဘူး။မင်းကမယ်လီယိုဒက်စ်ကိုများဖို့အတွက်ငစားပဲလို့ပြောလိုက်တယ်။မယ်လီယိုဒက်နဲ့ဒီယာနယ်ကိုလည်းသူ့လူတွေကတတော်မှပြစ်လို့မင်းသာတည်သွားရင်ဒူးစရိုက်လေးပါကပြောက်ွက်သွားတော့မှာပဲလို့ပြောလိုက်ပါရယ်။ဒီလောက်လွယ်လွယ်နဲ့တတ်နိုင်မယ်တင်လို့လာလို့ဘန်ကလည်းပြန်မိလိုက်တယ်။ဒါဆိုလွန်ခဲ့တဲ့၅နှစ်ကမင်းကိုဖမ်းပြီးတော့နှိမ့်ဆက်ခဲ့တာဘယ်သူလဲမှမသိသေးလားလို့မေးကဘန်ရဲ့ရင်ပတ်တွေကိုတန်ချောင်းတစ်ချောင်းထိုးထည့်လိုက်ပါရယ်။ဘန်ကလည်းနာကျင်တယ်လို့မူယာမျိုးလုပ်ပြလိုက်ကဘာမှမဖြစ်ပါဘူးကွာဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြုံးပြလိုက်တယ်။